အားလုံးပဲမင်္ဂလာပါ POC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ LV မှာဒီကနေ့မေလ16ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနားဆင်မယ့်သတင်းတွေကတော့ချင်းပြည်မြောက်ပိုင်းတွန်းဆံမြို့ကိုစစ်ကောင်စီကယနေ့မနက်ပိုင်းမှာ Jet Fighter နဲ့ဘုံးကျဲတက်ခိုက်မှုပြုလုပ်ရာမှာအဆောက်အဦတချို့ပျက်စီးပြီးအရသားတအူတန်ရန်ရရှိခဲ့ပါတယ်စကိုင်းတိုင်းကလင်းမြို့ကနေစစ်ကောင်စီတပ်ဖွဲ့တွေပါလာတဲ့စစ်ရင်တန်းချင်းတောင်ဘက်ကိုခြေတက်လာတယ်လို့သိရပါတယ် ရှင်းပြမျိုးတော်ဟာခမျိုးမှာစစ်ကောင်စီတပ်ဖွဲ့ကဒေသခံပြည်သူတွေကို မြို့ပြင်ထွက်ခွင့်မပြုဘဲပိတ်ပင်ထားတဲ့တရင်တွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရတရင်တွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ချစ်ပြည်မြောက်ပိုင်းတွန်းဆန်မြို့ကိုစစ်ကောင်စီကယနေ့မနက်ပိုင်းမှာ Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်မှု ပြုလုပ်သွားပြီးအဆောက်အဦတချို့နဲ့အရက်သားတဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ယနေ့မေလ16ရက်မနက်7:00နာရီဝန်းကျင်လောက်မှာတွန်းဆန်မြို့ပေါ်က COVID Center အဆောက်အဦနဲ့ BOC ရက်ကွက်ရဲစခန်းအနီးဆောက်လုပ်ရေးရုံးတွေကိုစစ်ကောင်စီကပုံချဲခဲ့တာလို့တွန်းဆန်ဒေသခံတို့ကပြောပါတယ်။စစ်ကောင်စီဟာတွန်းဆန်မြို့ပေါ်ကချင်းတော်လိုင်းတပ်ဖွဲ့တွေရှိတယ်လို့ယူဆတဲ့နေရာတွေကိုပုံချဲခဲ့တာဖြစ်ပြီးဒါပေမဲ့တော်လိုင်းတပ်ဖွဲ့တွေတရားမှထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ပုံချဲတိုက်ခိုက်မှုကြောင့်အမျိုးသားတအူထံရရှိခဲ့ပြီးအသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့သိရပါတယ်။တွန်းဆန်မြို့ကို2024ခုနှစ်မေလ23ရက်နေ့မှာ ရှင်းလန်းကောင်စီပူပေါင်းတပ်ဖွဲ့တွေကစစ်ကောင်စီထံကနေတင်ပိုက်ခဲ့တာဖြစ်ပြီးဒေသခံတပ်ဖွဲ့ဖြစ်တဲ့ CDF တွန်းဆန်ကအုပ်ချုပ်ရေးလုပ်ငန်းပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။တွန်းဆန်မြို့မှာစစ်ကောင်စီကင်းစင်ပြီးတဲ့နောက်မှာစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ဇုံမီတော်လိုင်းရေးတပ်ဖွဲ့ ZRA တွေကတွန်းဆန်မြို့ကိုပြန်လည်ရရှိဖို့မကြာခဏထိုးစစ်ဆင်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။စကိုင်းတိုင်းကလေးမြို့ကနေစစ်ကောင်စီတပ်ဖွဲ့တွေပါလာတဲ့စစ်ရင်တန်းမနေ့ မနက်ပိုင်းမှာချင်းတောင်ဘက်ကိုခြိတက်လာတယ်လို့သိရပါတယ်။အင်အားနေရာဝန်းကျင်ကရှိမယ်လို့ခန့်မှန်းထားကြတဲ့စစ်ကောင်စီရင်တန်းဟာကလေးမျိုးကနေချင်းပြည်နယ်ခိုင်ကမ်းမျိုးကိုဖျက်ပြီးကလေးတိုင်ငန်တိရကာလမအတိုင်းတက်လာတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဟာစစ်ကားနဲ့အတူလိုက်ပါသွားသူတွေရှိသလိုတောင်ယူအတိုင်းခြေလျင်နဲ့ခြိတက်သူတွေလည်းရှိတယ်လို့သိရပြီးဘယ်အထိရောက်နေပြီလဲဆိုတာကိုတော့မသိရပါဘူး။ ဒီကနေ့ညနေပိုင်းထိတော့ချင်းတော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်ပွားတာမရှိသေးပဲကလေးတိုင်ငင်တည်တည်လမ်းအသုံးပြုသွားလာတဲ့ပြည်သူတွေတတိထားချဖို့တော်လိုင်းရေးတပ်ဖွဲ့ကအတိပေးထားပါတယ်ချင်းပြည်မြို့တော်ဟာခမြို့မှာစစ်ကောင်စီတပ်ဖွဲ့ကဒေသခံပြည်သူတွေကိုမြို့ပြင်ထွက်ခွင့်မပြုဘဲပိတ်ပင်ထားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဖွဲ့ဟာဟာကာထရရက်ွက်6လမ်းစုံစီရေးကိတ်ကနေဘသူမှဖြတ်တန်းသွားလာခွင့်မပြုဘဲ ဟာခကန်ကိုလန်ဟာခဖလမ်ကာလန်တွေကိုပိတ်ပင်ထားတာလို့သိရပါတယ်။ဟာခမြို့တွေကိုဝင်ရောက်သွားလာမဲ့သူတွေကိုတော့ဝင်ခွင့်ပြုထားတယ်လို့သိရပါတယ်။ခုလိုလှုပ်ဆောင်ရတဲ့အကြောင်းရင်းကိုမသိရပေမဲ့ဒီအပိုင်းအတွင်းမှာဟာခမြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့တွေ CDF ဟာခထံအလင်းဝင်ရောက်သူတွေများတဲ့အတွက်ခုလိုမြို့ပြင်ထွက်ခွင့်ပိတ်ထားတာဖြစ်နိုင်တယ်လို့သိရပါတယ်။ယနေ့2025ခုနှစ်လေးလကျော်အတွင်းမှာဟာခမြို့ပေါ်ကစစ်ကောင်စီတပ်သား18ယောက်ဟာ CDF ဟာကာတပ်ဖွဲ့ထံအလင်းဝင်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ချင်းပြည်တောင်ပိုင်းမင်းနက်မြို့ကိုစစ်ကောင်စီက၃ရက်ဇက်တိုက်လေကြောင်းတိုက်ခိုက်ခဲ့ရမှာ cluster bomb တွေပါ အသုံးပြုခဲ့ပြီး အရတား၂ဦးသေဆုံးက၁၂ဦးဒဏ်ရာရရှိခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။မင်းတပ်မြို့နယ်တိုက်နယ်အမှတ်၁ထဲမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီကမေလ၁၅ရက်ကနေ၁၈ရက်နေ့အထိ၃ရက်ဇက်တိုက်ပုံချဲခဲ့တာဖြစ်ပါတယ်။ ဗေလ19ရက်နေ့ဘုံချေတက်ခိုက်မှုမှာနိုင်ငံတကာကပိတ်ပင်ထားတဲ့အစုပြုံလိုက်ဘုံ cluster bomb တွေအသုံးပြုခဲ့ပြီးဘုံအလုံးရေ10လုံးလောက်ကျေးရွာတွေအတွင်းကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။မေလ15ရက်နေ့ဘုံချေတက်ခိုက်မှုမှာပြည်သူ2ဦးသေဆုံးပြီး12ဦးဒဏ်ရာရရှိခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF အရှူရဲ့ဆေးလှုပ်ရှားနယ်မြေထဲမှာ ညာတင်ကြားမှုကြောင့်ကိစ္စတွေဝင်ရောက်ဆက်ဖွဲ့နောက်ဆက်ဟန်တားသူတွေကိုအရေးယူသွားမယ်လို့ CDF အရှူကထုတ်ပြန်ပါတယ်2025-2026အခြေခံပညာသင်နှစ်အတွက်အခြေခံကျောင်းတွေစတင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်ကျောင်းနေအရွယ်ကလေးသူငယ်တွေပညာသင်ကြားဖို့လိုအပ်တယ်လို့ CDF အရှူကပြောပါတယ်ဒါကြောင့် CDF အရှူစီးရဲလှုပ်ရှားနေမြင်တဲ့ထိဆက်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်တောင်ပေါ်ဒေသနဲ့မြေပြန့်ဒေသကြီးရွာတွေကအခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်ကြမဲ့ကျောင်းဆရာဆရာမတွေကိုချိန်ချုပ်တာ နောက်ရှက်ဟန်တာဖန်စီထိန်သိမ်းတာပညာသင်ကြားမှုကျောင်းကိစ္စတွေမှာဝင်ရောက်ဆက်ဖက်မှုလုံးဝလုံးဝပြုလို့မှာမဟုတ်ပဲအဲ့ဒီလိုပြုလုပ်သူမြည်သူမဆိုတားမြစ်အေးအေးယူသွားမယ်လို့ CDF အရှူကဒီကနေ့မေလ19ရက်နေ့မှာထုတ်ပြန်ပါတယ်ခြေကံပညာရှင်ပညာရေးဝန်ထမ်းတွေနဲ့ကျောင်းနေအရွယ်ကလေးငယ်တွေကိုစေတနာဝါဒနာနစ်နာသုံးချက်ကိုခံယူအလေးထားပြီး လွတ်လပ်စွာတင်ကြားမှုပြုလုပ်ရန်မြစ်တာရက်ခံထားပါတယ်။ CDF ရှုတပ်ဖွဲ့ဟာစီးရင်နဲ့စီးရဲဘဆံရပြစ်မှတ်တွေကိုသာအဓိကထားဦးတည်တိုက်ခိုက်ပြီးစစ်ဘဆံရရင်ကျေးမှုအရာစစ်ဘဆံရတံပိုးထားမှုမှာချင်းလူမျိုးနဲ့ပြည်သူလူထုအပေါ်သစ္စာစောင့်တည်ခြင်း၊ဂုဏ်သိက္ခာရှိခြင်း၊ရဲရဲမှုရှိခြင်း၊ယုံတာမှုရှိခြင်းအပေါ်အခြေခံကစစ်တီတော်ကျင့်ဝတ်နဲ့အတူနိုင်ငံတကာစစ်ဘဆံရဥပဒေတွေကိုပါ လေးစားလိုက်နာတယ်လို့ဆိုပါတယ်။ ချင်းပြည်နယ်ဟာဖာမြို့မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်သား3ဦးဟာချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ဟာခါထံလက်နက်ခဲယမ်းတွေနဲ့အတူလင်းဝင်လာတယ်လို့သိရပါတယ်။ဟာခါမြို့ကစစ်သား2ဦးနဲ့ရဲတပ်သား2ဦးတို့ဟာပြီးခဲ့တဲ့မေလ15ရက်နဲ့19ရက်တို့ကလင်းဝင်လာတာဖြစ်တယ်လို့ CDF ဟာခါကမနေ့ကထုတ်ပြန်ပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုနှွေးထွေးစွာကြိုဆိုပြီးစုချင်းငွေတွေချိမြှင့်တယ်လို့လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးမယ်လို့ CDF ဟာကကဆိုပါတယ်။ဒါပြင်မေလ15ရက်နေ့ကလည်းဟာခမြို့မှာစစ်ကောင်စီတပ်သားတအူးကိုအရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းပဲပြည်သူရင်တွင်တို့ပဲပြောင်းကျင်သူတွေကိုအများအားကြိုးဆိုချောင်းလုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူပေးမယ်လို့ CDF ဟာခကအသိပေးထားပါတယ်။ပကိုရိုင်းတောင်ငူမြို့ကစစ်ကောင်စီရဲ့ K2 မီလီလေတဲ့စခန်းကို1300ခုမမရှော့တိုက်တုံးစစ်တလုံးနဲ့ ဖြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကဒုဗိုလ်မှူးကြီးအဆင့်အပါဝင်10ရောက်သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမေလ18ရက်မနက်တနာရီ48မိနစ်အချိန်မှာပေါ်ဆောင်ခဲ့တာဖြစ်ပြီး short tight ဒုံစတလုံးမှာရှစ်လုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုကြောင့်လေတပ်အတွင်းက drone ကိုတောင်မီးလောင်ပျက်စီးသွားပြီး jet fighter နဲ့ C Y80 လဲထိခိုက်ခဲ့တယ်လို့ လေတက်စစ်သားတွေရဲ့နားနေဆောင်တလုံးနဲ့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါပြင်ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ၂ယောက်လေတက်ဗိုလ်ကြီးအဆင့်ရှိသူ၂ယောက်နဲ့လေအုပ်ပါဝင် အခြားအဆင့်စစ်တီ၆ယောက်လည်းပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့သိရပါတယ်။လေရင်အပိုပစ္စည်းကိုတော့နှလုံးနဲ့ပျက်စီးသွားကလေတက်စစ်တီ၁၂ယောက်တန်းရရှိထားတာကြောင့်စစ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Forces MKCDF Anti-Coup People's Liberation Force ACPLF တနအောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့တို့ပူးပေါင်းပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီဒီမေဗီယိုစီတရင်ထဏာရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။